ယောက်ျားစစ်စစ်ဆိုတာမရှိဘူးလောကမှာတရားမှာယောက်ျားလေးတရားမှာ69ရာခိုင်နှုန်းလောက်ကဂေးဘူးတယ်။နောက်ကျက်နဲ့တရားခိုင်နှုန်းလောက်က9ယောက်ျားစစ်စစ်ဆိုပြီးလက်မထောင်နဲ့အကြက်မပြည့်တဲ့နဲ့ယူနေတဲ့ကောင်မရှိတာ။နောက်အဲ့တော့ဂေးတယ်ဆိုတာပြောပြမှာ။နောက်ဂေးတယ်ဆိုတာကယောက်ျားလေးချင်းချင်းနောက်အဲ့ယောက်ျားလေးချင်းချင်းပဲကြိုက်တာ။ယောက်ျားလေးချင်းချင်းပဲစိတ်ဝင်စားတာ။ယောက်ျားလေးချင်းချင်းပဲตาရတာ။အဲအဲ့ဒါကိုဂေးတယ်လို့ပြောတာ။နောက်အဲ့ဂေးတယ်ဆိုတာလည်းသူတို့ရဲ့ ချစ်တည်မှုရွေးချယ်မှုမဟုတ်ဘူးဒါပေမဲ့เนาะဒါပေမဲ့ယောက်ျားလေးတွေမှာကြည့်လိုက်ခုနပြောတယ်လေအဲယောက်ျားလေးတော်တော်များများကိုကြည့်လိုက်သူတို့ရဲ့ငယ်စဉ်လူပြိုပောက်အရွယ်ပဲဖြစ်ဖြစ်အသက်အရွယ်မျိုးစုံမှာပဲเนาะမျိုးစုံမှာဘာလဲဆိုယောက်ျားလေးတွေကယောက်ျားလေးတွေကိုပြန်ပြီးတော့စိတ်ဝင်စားတဲ့အချိန်အတိုင်းတားလေးတခုသူတို့ဘဝမှာရှိကိုရှိဘူးတဲ့ နော်အဲ့တော့သူတပြင်းလူပြပောက်အပြပောက်ယူရီပေါ့ကွယ်နော်အဲ့တော့တငယ်ချင်းချင်းချစ်လို့ယောက်ျားလေးချင်းတော့ပါးလေးကင်ပြီးနန်းလိုက်တာတို့လက်ကလေးကင်ပြီးရခါကျောင်းနဲ့တယောက်ကြည်နူးပြီးตาရနေတာတို့တယောက်နဲ့တယောက်ခွာအိတ်နေတာတို့ဖတ်အိတ်နေတာတို့ဟိုတယောက်ဟာတယောက်ကင်ပြီးရခါကျတော့ตาရနေတာတို့အဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဒါအပြစ်မဟုတ်ဘူးစူးစမ်းလို့စိတ်ကြောင်မလို့သူတို့ယောက်ျားအချင်းချင်းသွားပြီးတော့အချိန်အတိုင်းတားလေးတစ်ခုသွားပြီးတော့ခဏလေးသွားပြီးตาရတာသူတို့ကเนาะ ဒါပေမဲ့သူတို့ရဲ့အချိန်အပိုင်းခြားအရာနော် identity အရာကအဲ့အဲ့တာယာတဲ့အချိန်ပြီးသွားရင်ပြီးသွားပြီနော်ယောက်ျားချင်းချင်းကိုကြိုက်နေတဲ့စိတ်လည်းမရှိဘူးစိတ်ဝင်စားနေရလည်းမရှိဘူးဒါပေမဲ့အချိန်တန်လို့ခုနပြောတယ်လို့သူတို့ကြိုက်တာကမိန်းကလေးကိုပဲကြိုက်တာခုနအချိန်အတိုင်းတာလေးတစ်ခုအတော်တော်မှယောက်ျားလေးချင်းချင်းသွားပြီးတော့ကြိုက်တတ်ကြပါတယ်ကြိုက်ခဲ့ဘူးခဲ့ကြပါတယ်စိတ်ဝင်စားခဲ့ဘူးခဲ့ကြပါတယ်တာယာခဲ့ဘူးခဲ့ကြပါတယ်နော်အဲ့ဒါကိုမမေ့ပါဘူး တော့ပြောပြချင်တာကခုနပြောသလိုပေါ့နော်ဟိုဂေးကကြတော့ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ identity အရာကွာသူကအမြဲတမ်းအမြဲတမ်းနော်သူတို့ရဲ့ဖြစ်တည်မှုအရာကွာသူကမင်းကလေးတို့မကြိုက်တော့ယောက်ျားလေးချင်းချင်းပဲကြိုက်တဲ့ဘက်ကိုပဲတွားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒါဂေး definition နဲ့ကိုလုံးလုံး ဝင်သွားတာပေါ့ဟိုအားကြတော့တစ်ဖြက်တက်ကကလေးပဲနော်တစ်ဖြက်တက်ကကလေးအဲ့ဒါလောကမှာရောင်ချားစစ်စစ်တရားရာခိုင်နှုန်းနော်ဘဝတသက်တာမှာဘယ်တော့မှမကေးဘူးခဲ့ဘူးနော်ရောင်ချားချင်းစိတ်ဝင်စားခဲ့ဘူးဆိုတော့ရှိကုန်မရှိဘူးအဲ့ကောင်ယူနေတဲ့ကောင်နဲ့ကြက်မပြေတဲ့ကောင်မှရှိမှာနော်အဲ့ဒါအပြစ်တင်နေတာမဟုတ်ဘူးအဲ့တော့ဂေးနေတဲ့သူတွေနော်အဲ့အရာကိုလည်းရောင်ချမ်းလေးချင်းမှာတွားပြီးလက်ညှိုးထိုးပြီးတဲ့ခါကျတော့အဲခွဲကြပြစ်တင်ပြီးတော့ဆက်ဆံနေစရာမလိုဘူးနော်အဲ့တော့ပြောပြချင်တာက အဲဒါယောက်ျားလေးပဲဖြစ်ပြီမိန်းကလေးပဲဖြစ်ဖြစ်ပါအချင်းချင်းကြိုက်ခဲ့ဘူးကြတယ်တာယာခဲ့ဘူးကြတယ်ဆိုရအချင်းတိုင်းတာလေးတခုရှိခဲ့ဘူးကြတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့နော်ဒါဖြစ်တည်မှုရာသူကခုနပြောသလိုအဲအဲ့ဒီဟာအရာဟိုယောက်ျားလေးချင်းချင်းပဲကြိုက်တဲ့ဟာဝယ်ဖြစ်နေတာဒါပေမဲ့ကိုလည်းတနေ့တစ်ချိန်ချိန်တုန်းကနော်အဲ့လိုမျိုးလေးတွေဖြစ်ခဲ့ဘူးတယ်ဆိုတာကိုမမေ့ပါနဲ့နော်အဲ့ဒါလေးကိုဘဝတုဒ္ဒရအောင်ပြောပြတာ